အာဆနယ်အသင်းကြီးပြအာရီတာကပဲလစ်အသင်းနဲ့နှစ်ကိုးစီတည်ကြခဲ့တဲ့ပရီးမီယာလိပွဲစဉ်ကအသင်းရဲ့ရလဒ်နဲ့ဆွမ်းဆောင်ရေးအတွက်စိတ်ပြတ်မိတယ်လို့ပြောခဲ့ပါတယ်။အာရီတာကကျွန်တော်တို့ကပွဲကိုကြီးစိုးထားနိုင်မှုအတွက်အေရီးယားအများပြားမှာတသက်မတည်းမရှိခဲ့ပါဘူး။ဒီပွဲမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့စံချိန်စံနှုန်းအောက်မှာသာရှိခဲ့ပြီးပဲလစ်အသင်းကိုတော့အတိမတ်ပြူရမှာပါ။ကျွန်တော်တို့ကယိုရှင်းတဲ့နီးလန်းနေနဲ့ဘောလုံးကိုပေးပို့ခဲ့ပြီးကျွန်တော်တို့လုပ်တဲ့အရာတွေကနောက်ကျခဲ့ပါတယ်။ဒီပွဲရဲ့ရလဒ်နဲ့ဆွမ်းဆောင်ရေးကိုစိတ်ပြတ်မိတယ်လို့ပြောခဲ့တာပါ။အာဆနယ်အသင်းကဒီပွဲမှာခီဗီရော Trossard တို့ရဲ့တွင်ကိုတွေနဲ့ဥဆောင်နိုင်ခဲ့ပြီးမြေ Easy Marida တို့ရဲ့ချီပါကိုတွေကြောင့် Palace အသင်းနဲ့နှစ်ကိုးစီတည်ကြခဲ့တာဖြစ်ပါတယ်။ Arsenal အသင်းကဒီပွဲရလဲကြောင့် Premier League ပွဲစဉ်ကစားဖို့၄ပွဲသာကျန်ရှိတော့ချိန်မှာ MBA ဆရာအဆင့်၁နေရာက Liverpool အသင်းနဲ့၁၂မှတ်ကွာဟသွားတာပါ။အဲဒါကြောင့် Liverpool အသင်းဟာ La Masia အသင်းနဲ့ပွဲစဉ်မှာတည်တမတ်ရယူနိုင်တာနဲ့ Premier League Champions ကိုအကြိမ်20မြောက်ရယူသွားနိုင်တော့မှာဖြစ်ပါတယ်။အစနေအတင်းအတွက်တကူးသွင်းယူခဲ့တဲ့ Trossard ကဒီပွဲမှာအတင်းရဲ့ဆွမ်းဆောင်ရာကောင်းမှုမှုရှိတဲ့အတွက် အပြစ်ပေးခံခဲ့ရတယ်လို့ပြောခဲ့တာပါအဲ့ဒီပြင် Trossard ကအာဆင်နယ်အသင်းရလာမဲ့ PSG အသင်းနဲ့ချန်ပီယံလိပွဲစဉ်အတွက်ရာနှုန်းပြည့်ပြင်ဆင်ပြီးပိုကောင်းတဲ့ခြေစွမ်းကိုပြသနိုင်လိမ့်မယ်လို့ကတိပေးခဲ့ပါတယ် Palace အသင်းဒီပြ Glasner ကအသင်းရဲ့တိုက်ပွဲဝင်စိတ်သက်ကိုချီးကျူးခဲ့ပြီးလာမဲ့ FA Plus Semi Final ပွဲစဉ်မှာဒီစွမ်းရည်နဲ့ယုံကြည်မှုကိုဆက်ထိန်သိမ်းဖို့အရေးကြီးတယ်လို့ပြောခဲ့ပါတယ် Premier League ပြိုင်ပွဲမှာအမှတ်ပေးစရာအဆင့်ဆက်နှစ်နေရာရပ်တည်နေတဲ့ Palace အသင်းဟာ FA Plus Semi Final ပွဲစဉ်အဖြစ် Aston Villa အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်